င်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ26ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ထိုင်းမြန်မာနယ်စပ်ဘလတ်တူစခန်းသိမ်းတိုက်ပွဲမှာလက်နက်ကြီးရဲ့အများပြားသိရရှိပြီးစစ်သား60ကျော်ထိုင်းနေသူထွက်ပြေး မြင်းကျဲနထိုးကြီးတောင်သားနဲ့ငန်းစုံရှိစစ်တပ်တဆွဲထားသောနေရာ၁၂ခုကိုခရိုင်အဆင့်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သား50ဦးထံမှနေသိဆုံးမြန်မြွနယ်သို့စစ်ကြောင်းထိုးလာသောတပ်မတရားတင်နဲ့ကာလာယာ၂၅လေးတရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၈ဦးသေဆုံးရှားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဦးစွာထိုင်းမြန်မာနယ်စပ် Black to Scan တိုင်းတပ်ဖွဲ့မှလက်နက်ခဲရဲ့အများပြားသိမ်းဆည်းရရှိပြီးစစ်သား60ကျော်ထိုင်းနေသူထွက်ပြေးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ် Black to Scan တိုင်းတပ်ဖွဲ့မှလက်နက်ခဲရဲ့အများပြားသိမ်းဆည်းရရှိခဲ့ပြီးစစ်သား60ကျော်ထိုင်းနေသူထွက်ပြေးသွားကြောင်း စစ်သားအလောင်း၁၀လောက်ရရှိပြီး30ကျော်လက်နက်ချကြောင်းတွလင်းဤတရင်ရင်းမြစ်ထံကသိရှိရပါရယ်၂၃ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ Blood to Scan ကို KNU တပ်မဟာ6ဦးဦးဆောင်သောကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ၏ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDU နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစကန်သိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း၁၀လောက်ရရှိကြောင်းထိုင်းနိုင်ငံဘက်ခြံသူထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရှိရပါရယ် Blood to 6ခန်းသိန်းတိုက်ပွဲတွင်ဒေါ်လင်းတက်များဘက်မှရဲဘော်သုံးဦးကြဆုံးခဲ့ရပြီး10ဦးမှဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိချိန်တွင် KNL ဦးဆောင်သောပူပေါင်းမဟာမိတ်တက်များကထမ်းမြန်မာနေဆက်ရှိစစ်ကောင်စီတက်စခန်းများအားလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ရှင်။ ဆလပီမြင်းကျန်နထူကြီးတောင်တာနဲ့ငန်းစုံရှိစစ်တပ်တဆွဲထားသောနေရာစနစ်ကိုကိုခရိုင်အဆင့်စစ်စင်ရေးအဖြစ်ကြပြိုင်နက်ထဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သား50ဦးထပ်မံတည်ဆုံသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးကြမှာရယ်မန္တလေးတိုင်းမြင်းကျန်မြို့နယ်နထူကြီးမြို့နယ်တောင်တာမြို့နယ်ငန်းစုံမြို့နယ်ရှိဂျမစစ်တပ်တဆွဲထားတဲ့နေရာစနစ်ကိုကိုခရိုင်အဆင့်စစ်စင်ရေးအဖြစ်ကြပြိုင်နက်ထဲတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား50ဦးထပ်မံတည်ဆုံခဲ့ပြီးလက်နက်29လက်တင်စီရရှိခဲ့တယ်လို့နိုင်မြင့်ဆောင် A ညာမြေ operation ဖွဲ့မှတာဝန်ရှိသူဒုထံက သိရှိရပါတယ်။မေလ15ရက်နေ့မှစတင်ပြီးမြင်းချံမြို့နယ်စီမီကုန်ရဲစခန်းမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာပြုစခန်းမြင်းချံမြို့နယ်တောင်ရှိကိတ်ထိုင်းစခန်းမြင်းချံမြို့ဆက်ရှိရက်ကွက်နယ်ခိုင်ထွေအုံယုံနထူကြီးမြို့နယ်ဝလူရဲစခန်းနထူကြီးမြို့နယ်ဂတ်ပိုင်လိုက်နယ်မြို့မရဲစခန်းနထူကြီးမြို့နယ်ဇရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူရွာစခန်းတောင်သာမြို့နယ်မြို့ဝင်ကိတ်တောင်သာမြို့နယ်ဂတ်ပိုင်လိုက်ငန်းစုံမြို့နယ်မြို့ဝင်ကိတ်နယ်ငန်းစုံမြို့နယ်မြို့တာပန်းဆောက်ကင်းစခန်းတို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ ြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းတက်ခိုက်မှုကိုတော့ခရိုင်အစစ်စစ်စင်ရေးဖြစ်တက္ကနတက်တက်ခိုက်ခဲ့တာဖြစ်ပြီးဂျမစစ်တပ်ဘက်မှစစ်သားရဲနဲ့ပြစောတိများပါဝင်50ဦးထက်တိစုံကအများပြားမှာဒဏ်ရာရရှိခဲ့ပြီးလက်နက်မျိုးစုံ29လက်နဲ့ခဲယမ်းများတင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။ထိတွေ့တိုက်ပွဲများအတွင်းဂျမစစ်တပ်ဘက်မှ လေကြောင်းပစ်ကူအဖြစ် Jet Fighter, Wine တွဲ MI-35 တို့အပြင်အစမတန်ပုံကျဲတက်ခိုက်ခဲ့ပြီးဒေါ်လင်းရဲပေါ်များအထိခိုက်မရှိ စုခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ထို့ပြင်ဂျမစစ်တပ်ထံမှ MA-11 11ဘက်2လက် MA13 3လက် G3 2လက် MA3 3လက် Pari 2လက် Carbine 1လက်လက်လုတ်အတူ1လက် ်9လုံး2လက် M22 လက်လုံး2လက် MA1 8လက် MA2 2လက် G ပေါက်53ခု G3 G 513တောက် 5.56G 9064တောက် 9mmG 268တောက်7.62 3မြို့ G 2988တောက်ကာပိုင် G 148တောက်ရှေ့ထွက်မိုင်း2လုံး M9G 49လုံး 60mm 28လုံး RPG အဖူကိုဘူး RPG ပို့ G 6တောက်လက်ပစ်ပုံ15လုံးနေမိုင်း23 း3လုံး8 channel ချက်မှ1လုံး6 channel ချက်မှ1လုံးမိုင်းရှာ7လုံးဆိုင်ကယ်15စီးကြံွေ96သိန်းနဲ့စစ်အုံဆောင်ပစ္စည်းများသိရှိရရှိခဲ့တယ်လို့သိရှိရပါတယ်။စူပါတက်ကိမှုကတော့မြင်းကြံခရိုင်စစ်ဌာနမှခရိုင်ကုကဲရေးမှုရဲ့စီမံကုကဲမှုဖြင့်မြင်းကြံခရိုင်ကိုမန်ဒိုမြင်းကြံခရိုင်တရင်1234608930မြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းကြံခရိုင် ပကဖနထိုးချီမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖငန်းစုမြို့နယ်ပကဖကျောက်ဆယ်ခရိုင်ကွန်မန်ဒိုမိဒီလာခရိုင်အမှတ်3တပ်ရင်းနေပြည်တော်အမှတ်8တပ်ရင်းတရဲဦးမြို့နယ်ပကဖမိဒီလာပကဖပူပေါင်းတပ်ဖွဲ့တို့ကပူပေါင်းကဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင် ဆက်လက်ပြီးမြန်မြုပ်နယ်သူစစ်ကြောင်းထူလာသောတမတရားတင်တဲ့ကာလရ254တရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်မှ၈ဦးသေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မကွေတိုင်းမြန်မြုပ်နယ်သူစစ်ကြောင်းထူလာသောတမတရားတင်တဲ့ကာလရ254တရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာဂျမတ်စစ်တပ်မှ၈ဦးသေဆုံးခဲ့တယ်လို့ပခုတ်ကူ Special Task Force မှတာဝန်ရှိသူဒုထံကသိရှိရပါရစေ။မေလတရက်နေ့တွင်မြန်မြုပ်နယ်သူစစ်ကြောင်းထူလာသောဂျမတ်စစ်တပ်ရဲ့တမတရားတင်တဲ့ကာလရ254တရင်မှဂျမတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလမ်းလည်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆိုပါတဲ့ပွဲတွင်ဂျမ်ဘတ်စစ်တပ်မှဂျက်ဖိုက်တာပါရာမော်တာဝိုင်းတွဲတို့ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးဂျမ်ဘတ်စစ်ကောင်စီတပ်သားများထံမှ MA1 တနက်တလက် G900 ကျော်ခဲယမ်းများနဲ့စစ်သားအလောက်၈ဦးကိုတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ယင်းဂျမ်ဘတ်စစ်တပ်စစ်ကြောင်းဟာဒီကိမှုများပြခြင်းတို့ကြောင့်မေလ9ရက်နေ့တွင်ပကုတ်ကူတပ်မှတရားတစ်သူပြန်လည်ဆုတ်ခွာထားကြောင်းသိရှိရပါတယ်။ဆိုပါတဲ့ခိုက်မှုကိုတော့ပကုတ်ကူမြို့နယ်ပကဖတရင်တပေါင်မြိုင်ကမ္မပကဖစုဖွဲ့မှုတက်မြိုင်ပကဖပေါင်ပကဖကမ္မ တပေါင်းစုကောက်ကူခရိုင်မှန်260 14 55စကွန်ကျောင်းသားတက်မတော် ABSDF A+ တပေါင်းစုညမြေတပေါင်းစု PLC တပေါင်းစုဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BBDF ဘူဘရာတာတပေါင်းစုဝင်ပလီပြောက်ကြားတပ်ဖွဲ့ Adgrade တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတပ်ဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင် ဒီကနေ့2025ခုနှစ်မေလ26ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယမွေဖြစ်ပါတယ်ရှင်။